အဆင့်ဆက်တဲ့အဆင့်ထိခုန်တက်ပြီးတော့ flyway တန်းရဲ့အဆင့်တစ် fighter ဖြစ်လာတဲ့ fan ပရိသတ်များအားလုံးမိမများ Manchester Force ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင် USC promotion ဘက်က USC 317ပြိုင်ဝဲအပြီးကစားမတွေရဲ့အဆင့်သတ်မှတ်ချက် ranking တွေကိုအသစ်ချပြလာခဲ့ပါရင်ဒီထဲမှာအားလုံးစိတ်ဝင်စားနေကြတဲ့ Joshua Ban ရဲ့အဆင့်နဲ့ပါဝင်ပါရင်အဖွဲ့အစည်းဘက်ကထုတ်ပြန်ချက်အရ Ban ကလက်ရှိ flyway တန်းရဲ့အဆင့်တစ် fighter ဖြစ်လာခဲ့ပါပြီ Ban က Brandon Roberts နဲ့မတိုးခင်မှာအဆင့်ဆက်နေနေရာမှာရှိနေခဲ့ပြီးတော့လက်ရှိမှာတော့အဆင့်တစ်ထိရောက်သွားလို့ Ban က အဆင့်17ခုလောက်ကျော်တက်သွားခဲ့တာပါ။ဒါက USC သမိုင်းမှာလည်းဖြစ်တော့ဖြစ်ခဲ့ကိစ္စတခုပါ။ဗန်က Flyweight တန်းရဲ့ Champion Cup ကိုပန်တိုချာစီကနေလူ့ခွင့်ရထားခဲ့တယ်လို့အဆင့်သမတ်ချက်မှာလည်းအဆင့်တင်နေရာအထိရောက်သွားခဲ့တာကြောင့်ဗန်အတွက် ီကာလာတွေက Fighter ဘွားရဲ့အကောင်းဆုံးအခိုက်အတန့်နေလို့ပြောရမှာပါ။ဗန်က USC မှာတော့ထင်ထားတာထက်ပိုပြီးခီးရောက်နေပါတယ်။မကြာခင်ကပဲနိုင်ဝဲတွေစားရပြီးတော့နာမည်စားလာတဲ့ဗန်ဟာအဆင့်15အတွင်းကိုစဝင်လာခဲ့ပါတယ်။အဆင့်ဝင်ပြီးမှလည်းဗန်ကပွဲတွေဆက်ထိုးနေရပြီးအဆင့်1အထိချက်ချင်းရောက်လာပြီး Champion Cup လူကွင်းကိုပါရသွားခဲ့တာပါ။ပြန်တွေးကြည့်ရင်ဗန်တယောက်အဆင့်နေအများကြီးကိုကျော်ပြီးတော့ထိတ်ဆုံးကိုရောက်ရှိသွားခဲ့တာပါ။ မြန်မာကိုစားပြုဖိုင်တာတို့က UNC လိုမျိုး promotion ကြီးမှာအခုလိုအဆင့်1နေရာမှာရှိနေတာကတကယ်ကိုဂုဏ်စရာကောင်းနေပြီလေဖြစ်ပါရင်ဗန်အတွက် champion ခပတ်လူဝဲကတော့လည်းခုမှမဟုတ်ပါဘူးဗန်ရဲ့ပြန်ဘက်ကလည်းရှိ flyweight တန်းရဲ့အငင်းပွားပွဲရာမရှိ champion အလန်ဇန်နာပန်တိုချာပဲဖြစ်ပါရင်ပန်တိုချာက UNC မှာကစားခဲ့တဲ့နောက်ဆုံး၈ပွဲဆက်ကိုနိုင်ဝဲရောက်ထားနိုင်ခဲ့လို့ဗန်ကျော်ဖျက်ရမယ့်တောင်းတန်းကြီးကတော်တော်လေးကိုမြန်မာ champion လုပ်ပါရင်ဒီနေ့တင်ဆက်မှုကတော့ပါပဲနောက်ဆုံးရအားစားသတင်းတွေနဲ့ MMA အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ